မြမအင်အားပြင်းငလင်ဘေးကြောင်မန္တလေးကထိခိုက်ထရာရသူတွေကိုကူညီဖို့အတွက်ထိုင်းနိုင်ငံကတတိယအကြိမ်မြောက်အရေးပေါ်ဆေးဖွဲ့ကိုဆေးလွှတ်ထားတဲ့အကြောင်းထိုင်းပြည်သူ့ကျန်းမာရေးဝန်ကြီးဌာနရဲ့ပြောဆိုချက်ကိုကိုးကားပြီးဘန်ကောက်ပို့စ်သတင်းမှာဧပြီလ26ရက်ကဖော်ပြပါဗျာ။အဲ့ဒီအဖွဲ့ထဲမှာတော့ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO ညှိနှိုင်းရေးမှူးနဲ့ Ruam Katanyu Foundation ကစစ်တမ်းဝန်ထမ်းတွေအပါအဝင်အဖွဲ့ဝင်30ပါဝင်ကလာမယ့်မေလ2ရက်အထိ ထောက်ပံ့ကူညီမှုတွေပေးအပ်သွားမယ်လို့ဌာနငယ်ယောဂထိချုပ်ရေးဦးစီးဌာနဒုတိယညွှန်ကြားရေးမှူးချုပ်ကပြောပါရယ်သူတို့ရဲ့ဤမှန်ချက်ကတော့ငလင်ဘေးသင့်ဒေသတွေမှာကူးစက်နိုင်တဲ့ယောဂတွေကိုစောင့်ကြည့်ဖို့အမိုးအခါနဲ့ရေစီမံခန့်ခွဲမှုစနစ်တွေပုံမကောင်းမွန်လာစေဖို့ရေစစ်တပ်စနစ်ကိုလည်းတပ်ဆင်သွားနိုင်ဖို့တွေပါဝင်တယ်လို့လည်းဆိုပါရယ် အဲ့ဒီစနစ်အရာတနအီကိုတောက်တုံးရေအနည်းဆုံးလီတာ600ထုတ်ပေးနိုင်ပြီးပြုပြင် ထိမ့်သိမ်းစေးလဲတတစီမှာဖြစ်ကလူပေါင်း2000လောက်အတွက်ရေချောက်ဖြစ်တဲ့ယောဂရေဖြစ်နိုင်ခြေကိုရှော့ချဖို့ဒီဇိုင်းထုတ်ထားတဲ့အကြောင်းလဲဒေါက်တာအနက်ကပြောပါရရှင်။